ခီးသွားလုပ်ငန်းတွေနဲ့မြန်နှုတ်မြစ်ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေရဲ့အမြန်ဆန်ဆုံးနဲ့အချုံးမွေးဆုံးပို့ဆောင်ရေးကဏ္ဍကိုပြပါဆိုရင်လေကြောင်းပို့ဆောင်ရေးစနစ်ကိုပြရပါမယ်။လေကြောင်းပို့ဆောင်ရေးစနစ်ဟာကမ္ဘာပေါ်မှာအမြန်ဆန်ဆုံးနဲ့အချုံးမွေးဆုံးစနစ်တစ်ခုလို့ဆိုနိုင်ပါတယ်။ဒါကြောင့်ကမ္ဘာနိုင်ငံတော်တော်များများဟာနိုင်ငံတကာလေကြောင်းလိုင်းတွေလှုပ်လှုပ်ကူကူဆက်သက်သွားလာနိုင်ဖို့အတွက်နိုင်ငံတကာလေဆိပ်တွေကိုကောက်တဲ့ကောင်းအောင်တိစောက်ခဲ့ကြပါတယ်။ဒီကိစ္စမှာတော့ကမ္ဘာပေါ်မှာအစီဆုံးနဲ့ခင်မီဆုံးလေဆိပ်တစ်ခုအကြောင်းကိုပြောပြပေးသွင်းချင်ပါတယ်။အဲ့ဒါကတော့ ဂျပန်နိုင်ငံအိုဆာကာပလန်အော်ထဲကလူလုံကျောပေါ်မှာတိဆောက်ထားတဲ့ကန်ဆန်အက်ပိုရဲ့တာမဏေ1ပဲဖြစ်ပါတယ်။ဒီကန်ဆန်အက်ပိုရဲ့တာမဏေ1ကအစီ1.5ကီလိုမီတာမိုင်အားဖြင့်1.5တမိုင်လောက်ရှိတာမို့ကမ္ဘာပေါ်မှာအစီဆုံးလေဆိပ်အဆောက်အုံတစ်ခုဖြစ်သတ်မှတ်ခံထားရပါတယ်။နာမည်ကျော်အီတလီပိတုကပညာရှင်ရန်ဆိုပီအန်နိုကဒီဇိုင်းရေးဆွဲထားတာဖြစ်ပြီးတော့1994ခုနှစ်မှာစတဲ့ဖွင့်လှစ်ခဲ့ပါတယ်။လူလုံကျောပေါ်မှာတိဆောက်ထားတာဖြစ်လို့ဘီရင်တွင်တိုက်ပွဲမှုတွေတွေကိုခန္ဓာရည်စီအောင်တိဆောက်ထားပါတယ်။ ဒီကမ်ဆိုင်းလေးစိတ်ရဲ့တမနယ်ဝမ်းအောင်ကိုးကကိုးကသွားနေတဲ့ခင်မီဒီဇိုင်းကနေရာတွေကိုအကောင်းဆုံးအထုတ်ချနိုင်ပြီးတော့ခီးတဲ့တွေအစီပြီးပြီးသွားလာနိုင်အောင်စီစဉ်ထားသလို CG ဖြစ်တာကြောင့်လေယာဉ်တွေဆက်ကနေတဲ့ဂိတ်တွေနဲ့တခြားအဆောက်အုံတွေကိုလည်းအများကြီးထပ်သွင်းပေးထားပါတယ်။အရေးကြီးမတဲ့အဆောက်အုံကြီးဖြစ်ပေမဲ့ခီးတဲ့တွေအစီပြီးပြီးသုံးနိုင်အောင်လို့စနစ်တကျဒီဇိုင်းကြီးဆွဲထားပါတယ်။ခီးတဲ့တွေဟာတမနယ်ဝမ်းထဲမှာလွယ်လွယ်ကူကူသွားလာနိုင်အောင်လို့အလူရောင်ယူရီယန်နေတဲ့ဆောက်လန်းတွေပြင်ခင်မီတဲ့ယူပို့ဆောင်ရေးစနစ်တွေကိုပါတက်ဆက်ထားပါတယ်။ ဒီလိစိတ်ဟာဂျပန်နိုင်ငံကနေကမ္ဘာတစ်ဝှမ်းကိုချိတ်ဆက်ပေးနေတဲ့ဗီဒီယိုပြပလေကြောင်းခီးစဉ်တွေရဲ့အဓိကဗဟိုချင်းဖြစ်ပြီးတော့တနည်းကိုလေကြောင်းခီးသွားတန်း20ကျော်ကိုဝန်ဆောင်မှုပေးနေတဲ့လိစိတ်တစ်ခုလည်းဖြစ်ပါတယ်ဒီဗီဒီယိုကိုကြည့်ဆွနေတဲ့ကျွန်တော်ပရိသတ်တွေထဲမှာကမ်ဆိုင်းလိစိတ်ကနေတစ်ဆင့်ဂျပန်နိုင်ငံကိုတွားရောက်ခက်ဖူးတဲ့သူစီရေဒီဗီဒီယိုမှာမပါတဲ့ကမ်ဆိုင်းလိစိတ်ရဲ့ထူးခြားချက်တစ်ခုလောက်ကိုကမ္ဘာမှာဝေရောက်ပြပြပေးသွားပါအောင်လို့ပြောကြရင်းဗီဒီယိုလေးကိုဒီမနေ့ညနာခွဲပြပါပရိသတ်တို့ဘုဒ္ဓတရားစီမဲ့နောက်ထပ်ဗီဒီယိုတွေကိုဖန်တီးနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like follow subscribe လုပ်တာပြကြပါအောင်ခင်ဗျာ ဆုတ်တက်လက်ပါကျေးဇူးပေးကြတဲ့အတွက်ကျေးဇူးများတင်ပါတယ်